အပိုင်း148ရဲ့အစမှာတော့ဘေဂါပန်ရဲ့မိန်ကုန်းညီအကြောင်းအားလုံးလေးလှုပ်လှုပ်ရှားရှားတွေဖြစ်ကုန်ကြပါသည်။ဘေဂါပန်ပြောလိုက်တဲ့အကြောင်းအရာရဲ့နာမည်ကတော့ကဘာကြီးကပင်လယ်အောက်ကိုမြုပ်သွားတော့မယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါသည်။ဒါကြောင့်အားလုံးကလည်းစိတ်တွေလှုပ်ရှားကုန်ပြီးအာဂိုင်နုတယောက်လည်းခေါင်းခဲနေခဲ့ပါပြီ။ရီမောချင်းမျိုးတော်ကလူတွေကတော့ဘေဂါပန်ရဲ့မိန်ကုန်းကိုလောင်ပြောင်နေကြပါသည်။အကြပြင်အဖိုးကြီးကတောင်ရမ်းရတဲ့ခေါင်းကြီးပဲဆိုပြီးလည်းပြောနေကြပါသည်။တီသွားတာကိုအကြောင်းပြပြီးလူတွေကိုလှည့်စားနေတဲ့အခွက်ကဆောက်ရမ်းယူတာကြောင့်သူတို့ကိုလှည့်စားနေကြပဲဆိုပြီးဝေဖန်နေပါသည် ဒါကြောင့်သူတို့က TV screen ပေါ်ကဘေကာပတ်မျက်နှာစီကိုခရမ်းညင်သီးတွေနဲ့တော့မှပေါက်ကုန်ကြပါပြီ။ Water 7မျိုးကကောင်းဒီကလေးပဲဒီမိန်ကုန်းကိုတမျိုးကြီးပဲဟာဆိုပြီးတော့သုံးသက်နေကြပါပြီ။အကြောင်းကတော့သူတို့လိုရေမြုပ်ပြီးသားမျိုးတော့မဟုတ်ဘဲကဘာနဲ့ချီပြီးပြောချလိုက်တာကြောင့်ပဲဖြစ်ပါရည်။အဲ့ဒီအချိန် Impel Down ရဲ့တနေရာမှာတော့ Do Flamingo တယောက်ရီမောနေခဲ့ပါရည်။နောက်ပြီး Impel Down သာရီကြီးလာရင်ဘယ်လိုလုပ်မလဲဆိုပြီးမေးနေတော့တာပါ။ဒါကိုကြားတော့ Magellan ကြီးကလည်းဘာပြောရမှန်းမသိဖြစ်နေပါရည်။ ပင်လယ်မြေနဲ့ပြင်ကတမီတာလောက်တက်လာတာနဲ့ဝေယုံသုံးကားဖြစ်လာကြတဲ့ထောင်သားတွေနဲ့နေနေရတဲ့သူအတွက်ကတော့ဒီကိစ္စကခေါင်းကိုက်စရာတစ်ခုလိုဖြစ်လာခဲ့ပါပြီ။ဒိုဖလမင်ဂိုကတော့9မီတာလောက်ဆိုရင်မြို့တော်များများလေးပြက်စီးလောက်ပြီးဆိုပြီးခံမှန်းနေခဲ့ပါရီ။ဒါကြောင့်သူကမဂျယ်လန်ကိုပူပြီးမြင့်တဲ့နေရာကိုပြောင်းရွှေ့ချဖို့အတွက်အကြံပေးလိုက်ပါရီ။ငါလူသားကျုံးမှလည်းရှီရာဟိုရှိကအဖေဖြစ်သူကိုမေးခွန်းထုတ်နေခဲ့ပါပြီ။အဲဒီအချိန်အခက်မှာရှိတဲ့ရေတပ်ဗိုလ်ချုပ်တွေကတော့ဘေကာပန့်ကိုဒေါသတွေထွက်နေခဲ့ကြပါရီ။ တဖက်မှာလည်းပဲငှက်ကြီးကိုစေတန်နဲ့ပြောင်ကြီးတို့အပေါင်းပါတတိုက်ကရုံမြင့်တန်ကြားအစီအစဉ်ကိုဖျက်ဆီးပစ်ဖို့အတွက်အမိန်ပေးနေခဲ့ပါရီနောက်ပြီးဂျုံမမရှိတဲ့တက်ရှိမှန်သမျှတိုင်းကိုလည်းပဲဖျက်ဆီးဖို့ပြောတော့ငှက်ကြီးလည်းတွေးသမျှအကုန်လိုက်ပြီးမီးလောင်တိုက်သွင်းနေခဲ့ပါရီပြောင်ကြီးကလည်းပဲဘိုနီရိုအစုကိုတက်ပစ်ဖို့လှုပ်လာပါရီအဲ့ဒီအချိန်လူဖီကတော့ဒေါ်ဝက်ကြီးရှီယာစီကိုပြေးဝင်သွားပါရီဒိုရီရိုညီကိုကတော့မီးရေပြန့်လာနေပြီဖြစ်တဲ့အတွက်မလုပ်ဖို့အတွက်ပြောနေပါရီ ။လူဖီကတော့ဒါကိုဂယူမဆိုင်ဖဲသူ့ရဲ့ခန္ဓာကိုယ်ကိုလေစင်နာမောင်းပုံရစ်ပတ်ပြီးတဟီးတဟားနဲ့စိန်ခေါ်နေတော့တာပါ။တဖက်မှာလေးပဲဘိုးတော်နဲ့ယော့ကထိန်းချုပ်ခန်းထဲကိုဆက်လက်ဝင်ရောက်လာကြပါလိမ့်။အလာဘာစတာနိုင်ငံကလူတွေကတော့ဘေဂါပန့်ရဲ့မိန်ကွန်းကြောင့်မျက်လုံးတွေပါပြူးနေခဲ့ပါလိမ့်။ဒါရဘေဂါဘန်ကလည်းမကြခင်မှာမူမမန်နဲ့ငလီရင်ကြီးကကဘာကြီးကိုလှုပ်ခက်စေတော့မှဖြစ်ကြောင်းရှင်းပြလိုက်ပါလိ။ဒါကိုကြတော့စမူသီရောမောင်နှမတွေကလည်းဒီနေ့လှုပ်သွားတဲ့ငလီရင်ကိုပြောရလားဆိုပြီးစိုက်ကိုရီပါဖောက်နေကြတာပါ။ ဒေါက်တာဘေကာဘက်ကတော့ငလီရဲ့နောက်ဆက်တွဲအနေနဲ့ရေမျက်နှာပြင်ကပုံမှန်ထက်တမီတာလောက်ပုံမြင့်တက်လာတော့မှဖြစ်ကြောင်းပြောပြခဲ့ပါရီ။ရာလန်အနေနဲ့တချို့သောကျွန်းစုတွေမှာလူတွေနေလို့မရတော့တဲ့အထိရေတွေတက်လာနိုင်ပါရီ။ဒါပြင်ကဘာတဝန်းလုံးမှာရှိတဲ့ပင်လယ်ကမ်းခြေတွေကလည်းပျောက်ကွယ်သွားတော့မှပဲဖြစ်ပါရီ။အကယ်၍သူ့ရဲ့ဟော်ကင်းကမှားသွားခဲ့မယ်ဆိုရင်တော့မှသူပြောသမျှစကားတွေအားလုံးကိုမေးလိုက်ကြဖို့အတွက်ပြောဆိုလာခဲ့ပါရီ။ဒါပေမဲ့ကြားလိုက်ရတဲ့လူတချို့ကတော့ဘေဂါပန့်ရဲ့စကားတွေကအဆက်ဆက်ရှိလို့နေတာကြောင့်မလို့စိုးရိမ်နေခဲ့ကြပါပြီ။ အဲ့ဒီအချိန်မှာအောက်ကီဂျီကတော့ TV 800စီကိုစိုက်ကြည့်နေပါလိမ့်။ဘေကပန်းကလည်းသူကပြောထားတဲ့ငလီရင်ရဲ့ပုံစံကတဘာဝဘေးရန်နေရလို့တတ်မှတ်ဖို့မဖြစ်နိုင်ကြောင်းကိုလည်းပြောချလိုက်ပါလိမ့်။တဖက်မှာလည်းပဲဒါကိုကြားလိုက်ရတဲ့စီတန်တရားအစိုးရကိုဖော်ကောင်းလာလုပ်နေတဲ့ဘေကပန်းကိုဒေါသတွေထွက်နေခဲ့ပါပြီ။ဒါကြောင့်သူကဘာမှထပ်မပြောတော့ဘူးအတွက်အော်ဟစ်လိုက်ပြီးအရှိမရှိတဲ့နာမီတို့အုပ်စုကိုပါရောပြီးတိုက်ခိုက်လိုက်ပါလိမ့်။နာမီကတော့ဇူးစ်ကိုအုံပြုပြီးမိုးကြိုးစွမ်းအားတွေနဲ့စီတန်ရဲ့ခေါင်းမော်ကိုပြစ်ချလိုက်ပါလိမ့်။ ဘရော့ကလည်းပဲရေခဲတားခုတ်ချက်နဲ့မျက်ခွက်တဲတဲကိုထိုးချပစ်လိုက်ပါရီလီလစ်နဲ့ဥဆုပ်တို့ကတော့သူတို့ရဲ့အဝေးပြက်လက်နဲ့တွေနဲ့ဝင်ပြီးကူညီလိုက်ကြပါရီဒါကြောင့်စေတန်ကလည်းပဲတခဏလေးအတွင်းမှာပဲမျက်နှာတစ်ခုလုံးစုပ်ပြက်နေအောင်အတီးခံလိုက်ရတာပါပေါက်ကွယ်နေတဲ့စေတန်ကြီးကတော့ဒါရီကိုကယူမဆိုင်နိုင်မေသူ့ရဲ့လက်တံကြီးတွေနဲ့ဇက်တိုက်လိုက်ပြီးတော့စိုက်ချနေပါရီအဲ့ဒီအချိန်ဘေကာပန်းကတော့အားလုံးကိုငိမ့်ညမ်းယူလိုက်ကြဖို့အတွက်တောင်းပန်နေပါရီတဖက်မှာလည်းပဲလွင်ထွက်လာကြတဲ့နာမီရိုအုပ်စုကိုရော်ဘင်ကစပိုက်တာဝက်တင်နဲ့ဖမ်းထားပေးလိုက်ပါရီ အဲ့ဒီအချိန်မှာစီတန်ကတော့သူတို့အုပ်စုကိုကြော်ပြီးတက်ခွဲခန့်ရှိရာစီကိုခုန်တက်လို့သွားခဲ့ပါပြီ။ပြီးတော့သူကမတ်စ်ကိုပါဝါပလန့်ကိုမစစ်ဆေးရသေးသူကိုယ်တိုင်သွားရောက်စစ်ဆေးတော့မှာဖြစ်ကြောင်းအသိပေးလိုက်ပါပြီ။အဲ့လိုနဲ့စီတန်လည်းရှိသမျှအကုန်လုံးကိုဖျက်ဆီးပြီးပါဝါပလန့်ရှိရာစီကိုဝင်ချလာခဲ့ပါပြီ။ဘယ်ကဘန်းကတော့အကုန်လုံးကိုတောင်းပန်နေပါပြီ။သူအနေနဲ့ကဘာကြီးကိုအောင်မြင်မှုတစ်ခုယူလာပေးခြင်းနဲ့ဆန္ဒနဲ့လှုပ်ခဲတဲ့ပြစ်မှုပုံစံမျိုးပဲသူ့ရဲ့မိန်ကုံးကိုတတ်မှတ်ပေးဖို့အတွက် တောင်းဆိုနေပါပြီ။အဲ့ဒီအချိန်စီတန်ကတော့မာသာဖလိန်ရှိရာစီကိုရောက်ရှိလို့လာပါပြီ။ မျက်စိကျဉ်ကျဉ်စရာကောင်းလောက်အောင်ထိတောက်ပနေတဲ့မာသာဖလိန်ကတော့အခက်ကျွန်းကြီးတစ်ခုလုံးပေါ်ထိန်းချုပ်ထားတဲ့စွာအရင်းမြစ်ကြီးတစ်ခုပဲဖြစ်ပါရည်။ဒါကြောင့်မလို့စေတန်လဲလူပုံစံပြောင်းလိုက်ပြီးထိန်းချုပ်ဆက်ဘောကခရုကိုဖျက်ဆီးပစ်လိုက်ပါရည်။ဒါပေမဲ့ဒီခရုကလည်းပဲထုတ်လွှင့်ခရုဟုတ်မနေတဲ့အတွက်စေတန်တယောက်ကြေကွဲနေမြဲသွားခဲ့ပါရည်။ဒါကြောင့်မလို့သူကအားလုံးကိုလက်ထဲမှာရှိသမျှတက်ရှိတက်တော်အကုန်လုံးကိုတက်ပြဖို့အတွက်အမိန်ပေးချလိုက်ပါရီ။အဲ့ဒီအချိန်မှာဆက်ယုတ်ကြီးကတော့ဂျုံးမော်မှာရှောက်သွားလို့နေခဲ့ပါပြီ အမြောက်ဒီနဲ့ထူရာလဲဘာမှမဖြစ်တဲ့ဆက်ယုတ်ကြီးကရေတပ်သားတွေရဲ့အသေးနှလုံးကိုအထိနာလာစေခဲ့ပါရီတချို့ကတော့မာတောင်နေတဲ့ဒီဆက်ယုတ်ကြီးကဘာကောင်ကြီးလားပဲဆိုပြီးတော့ပြောဆိုနေကြပါရီအဲ့ဒီအချိန်မှာလူပီကလည်းပဲလေစင်းတော်မောင်းပုံစံအပတ်လွန်ပြီးခေါင်းနေပါမူးနေပါရီဒေါ်တာဘက်ကဘက်ကတော့လွန်ခဲ့တဲ့ရာစုနှစ်800နဲ့900ကျော်ကအကြောင်းတစ်ခုကိုအားလုံးကိုဖွင့်ချဖို့အတွက်ဆုံးဖြတ်လိုက်ပါရီဒါကကြတော့အီမူလည်းမျက်လုံးတွေပါပြူးနေခဲ့ပါရီ Celestia Dragon တွေကလည်းပဲဒီထုတ်လွှင့်မှုကိုမြန်မြန်ဖြုတ်ချဖို့အတွက်ရေတက်ကိုဖိအားပေးနေပါပြီ အဲ့ဒီအချိန်ဘဲကပန်းကတော့ white century အကြောင်းကိုစတင်ပြောကြားလာပါသည်။တနည်းအားဖြင့်ဒါကတမိုင်းတွေကနေဖျက်ချခံထားရတဲ့ရာစုနှစ်တစ်ခုပဲဖြစ်ပါသည်။အဲ့ဒီရာစုနှစ်အကြောင်းကိုအပြည့်စုံသိရဖို့အတွက်ဆိုရင်ကမ္ဘာအနှံ့မှာပြန့်ကျဲနေတဲ့ pony glyph လို့ခေါ်တဲ့ဝှက်စာအကြောင်းစာတွေကိုဖတ်ရှုရမှာပါ။ဒါပေမဲ့အစိုးရကဒါတွေကိုဖုံးကွယ်ထားပြီး pony glyph တွေဖတ်တဲ့ကိစ္စကိုအပြင်းထန်တားမြစ်ခဲ့ပါသည်။သူကိုယ်တိုင်ကမ္ဘာအစိုးရစီမှာလုံးလုံးပြီးဖတ်ကြည့်ဖို့ကြိုးစားလိုက်ချိန်မှာတော့ဒါကသူ့အတွက်ပြစ်မှုကြီးတစ်ခုလို့သတ်မှတ်ခံလိုက်ရပါသည်။ ဲ့ဒီအချိန် Robin တို့အုပ်စုကတော့ Satan သူတို့ကိုမတတ်ဖဲကြောသွားတဲ့အပေါ်မှာယေရှုတင်နေခဲ့ပါလိ Lilith ကလည်းပဲဒါကသူတို့ထက်အရေးကြီးတဲ့ Vega ဖန်ရဲ့မိန်ကုံးကိုဖျက်ဆီးဖို့အတွက်ထွက်သွားတာဖြစ်ကြောင်းရှင်းပြလိုက်ပါလိ Vega ဖန်ကလည်းသူလုခဲ့ပူတဲ့ပြစ်မှုတစ်ခုအကြောင်းကိုအသေးစိတ်ရှင်းပြလာပါလိအဲ့တော့ကတော့ Pony Glyph တွေကိုစူးစမ်းလေ့လာပြီးတဲ့နောက်ပိုင်းတမိုင်းတစ်ခုကိုသိရှိလာခဲ့တာပါအဲ့ဒီအချိန်အဒီစင်ကတော့စက္ကန့်တစ်ခုထဲမှာရောက်ရှိနေခဲ့ပြီးသူကမောင်းကလေးတစ်ခုကိုလှည့်ချလိုက်ကခေါင်းငင်မော်ကိုဒံငွေတစ်ချို့လွှတ်တင်ပေးလိုက်ပါရီ တဖက်မှာလည်းပဲရေတပ်သားတွေကထုတ်လွှင့်ရေးကိုဖျက်ဆီးဖို့အတွက်လက်နက်ကြီးတွေကိုတပ်ဆင်နေကြပါသည်တဖက်မှာလည်းပဲဒိုရီနဲ့ဘရိုဂီတို့ညီကိုကတော့ဒေါ်ဘတ်ကြီးရဲ့လက်ထဲကနေမနေထွက်ပြေးနေကြရပါသည်ဒါကြောင့်မလို့လူဖီလည်းပဲဘော်ရာကြီးတွေကိုကူညီဖို့အတွက်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါသည်အဲ့လိုနဲ့မိုးဘော်ကိုချက်ချင်းခုန်ပြန်တက်သွားချိန်ဒိုရီတို့ညီကိုကတော့မလုပ်ဖို့အတွက်ဓာနေခဲ့တာပါဘေကပန်းကလည်းလွန်ခဲ့တဲ့နှစ်900ကတမိုင်းချောင်းရဲ့အဓိကဇက်ကောင်နာမည်ကိုစတင်မိတ်ဆက်လို့လာပါသည် အဲ့ဒါကတော့ရာဝါလိုခန္ဓာကိုယ်နဲ့တိုက်ခိုက်ခဲ့တဲ့အယ်ဘတ်ဒန်ဒါကြီးတွေကဆန်ကော့နီကာနဲ့တူတဲ့ join boy ပဲဖြစ်ပါလိမ့်။အဲ့ဒီအချိန်လူဖီကတော့တောဘတ်ကြီးကိုအီယာမဆင်လက်အသီးကြီးကိုဟာဂီရီထည့်ပြီးထိုးချလိုက်ပါလိမ့်။ဒါပေမဲ့သူ့ရဲ့လက်တွေသာမီးလောင်သွားခဲ့ပြီးလူဖီတယောက်ရှာရီဘာထွက်ကြတဲ့အထိလည်းပူလောင်သွားခဲ့ပါလိမ့်။ဒရီနဲ့ဘရိုဂီရိုနှစ်ယောက်ကတော့လူဖီရဲ့ပုံစံကိုကြည့်ပြီးသဘောကျနေကြပါလိမ့်။ အဲ့ဒီအချိန်မှာဘေဂါဘန်ကတော့သူပြောနေတာကိုစပြောနေပြီဂျွိုင်းဝိုင်းကကဘာရဲ့ပထမအဦးဆုံးပင်လယ်ဓားမြဖြစ်ခဲ့သူဖြစ်ကြောင်းရှင်းပြလိုက်ပါလိဒီစကားကရေတက်ကလူတွေကိုရောဓားမြတွေကိုရောအကုန်လုံးကိုပါတုံ့လှုပ်သွားစေပါလိအဲ့ဒီအချိန်မိုမိုနိုဆူကဲရိုအုပ်စုကတော့ဂျွိုင်းဝိုင်းဆိုတာဘာကြီးလဲလို့ပြောဆိုနေတာပါအိုတမာကတော့အိုရိုချီယူလာတဲ့ဆက်သွယ်ရေးခရီးတွေကအခုလိုပြင်မကဘာရဲ့တရင်နေမှာနားဆွေနိုင်တဲ့အတွက်အသုံးဝင်နေဆိုပြီးတော့ချီးကျူးနေပါလိ ပြီးတော့သူကလူဖီကလေးပဲ join point လို့ပြင်းနေတဲ့မြပဲဆိုပြီးတော့ပြောလိုက်ပြီးအားလုံးလည်းတတိယသွားခဲ့ပါပြီတကယ်တော့မိုမိုနိုဆူကေရိုအုပ်စုကလူဖီတို့နဲ့ပြန်ဆုံမဲ့အချိန်ကိုစောင့်ဆိုင်းနေကြတာပဲဖြစ်ပါ ರಿ ရေတက်ရဲ့အချင်းထောင်ထဲမှာတော့ဒါမလိုဘလက်တိုအုပ်စုက join point ရဲ့ပုံစံကိုခံမှန်းနေကြပါ ರಿ ဒီကောင်တွေကတော့တစ်ချိန်လုံးကလူဖီအတူဖြစ်ဟန်ဆောင်ပြီးဓမြတိုက်ခဲ့တဲ့သူတယောက်ပါအခုချိန်မှာတော့ကိရဲ့ဒီဇိုင်းကိုဖန်ထားပြီး join point ထက်သူကတန်ပါတယ်ဆိုပြီးတော့လုပ်နေပြန်ပါ ರಿ အဲ့ဒီချိန်ဘေဂါဘက်ကတော့ ပိုနီကလေးပေါ်ကသူဖတ်လိုက်ရတဲ့ကြီးမားတဲ့စစ်ပွဲကြီးအကြောင်းကိုပြောပြလာပါရီအဲဒီတော့ကဂျွိုင်းမွိုင်းကဒီနေ့ခေတ်အစိုးရလို့ဆိုပြီးနာမည်တွင်လာမဲ့လူတစုကိုစန့်ကျင်တိုက်ခိုက်ခဲ့ပါရီဒါကိုကြတော့ရေတပ်သားတွေလည်းဘာလာဟာရီဖြစ်ကုန်ပြီမတ်ကတော့သူ့ရဲ့ဟာဂီနဲ့ခရူရီအားလုံးကိုလိုက်လံဖျောက်ချနေပါရီဂျွိုင်းမွိုင်းမွေးရဇာတိကိုတော့လွန်ခဲ့တဲ့နှစ်900ကအင်မတန်ဤပညာဒုတက်တဲ့ဒိုင်းမြီတစ်ခုဖြစ်တဲ့ကျွန်းစုတစ်ခုပေါ်မှာပဲဖြစ်ပါရီအဲဒီကျွန်းစုမှာဆိုရင်ယနေ့ခေတ်ဤပညာတွေနဲ့တောင်မှထုတ်လုပ်ဖို့မဖြစ်နိုင်နဲ့ထူးဆန်းတဲ့လက်နက်ပေါင်းများစွာလည်းရှိနေခဲ့ပါရီ အဲ့ဒီအချိန်နာမီရောအုပ်စုကတော့တိန်နေတဖြည်းဖြည်းနောက်ဆုတ်သွားတာကိုမြင်လိုက်ကြရပါပြီတကယ်တော့ဒီတိန်တွေကအက်ဒီဆင်ကိုရိုင်းဖွင့်ချပေးလိုက်တဲ့တိန်တွေဖြစ်နေပါလိအက်ဒီဆင်ကတော့လူဖီရိုကိုကမ္ဘာအစိုးရလက်ထဲမှာဖမ်းတာမခံရဖို့အတွက်ဂျိုးမော်ကထွက်ပြေးဖို့ပြောနေခဲ့ပြီးဇာလန်လေးကလည်းဒီမာရီမဲတခမ်းရလို့သွားခဲ့ပြန်ပါလိ One Piece ရဲ့အပိုင်းတွေဟာတစ်ပတ်မှတစ်ပိုင်းတစ်ခါတလေမှနှစ်ပတ်မှတစ်ပိုင်းပဲထွက်ရှိတာမို့လို့နောက်တစ်ပတ်နောက်ထပ်အပိုင်းတွေနဲ့အတူပြန်လာခဲ့ပါဦးမယ်အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ